ဟယ်လိုမင်္ဂလာပါဒီကောင်းချက်မှာကြပါရဲ့လားရှင်ဒီနေ့ကတော့12လရာသီတွေကတတိယမြောက်ရာသီဖြစ်တဲ့ဂျမနိုင်းရာသီဘွားတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီရာသီဘွားတွေကမေလ22ရက်ကနေဂျွန်လ22ရက်နေ့အတွင်းမှာမွေးဖွားတဲ့ရာသီဘွားတွေဖြစ်တယ်ပေါ့နော်ဗမာလိုဆိုရင်တော့ သူတို့ကနယုံလာမှာမွေးဖွားတဲ့လူတွေဖြစ်ပြီးတော့မေထုံရာတီဖွားတွေလို့လဲခေါ်ရပေါ့နော် dressing အနေနဲ့ပြောရလို့ရှိရင် သူဟာအဲအုပ်စုဝင်ဖြစ်တယ်ပေါ့နော်လေတသမားတွေပေါ့ mood အနေနဲ့ပြောရလို့ရှိရင် သူတို့ဟာ motive သမားတွေဖြစ်တယ် aries တွေတုန်းကကြတော့ aries တွေက cardinal တွေဖြစ်တယ်ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်တာဦးစီးဦးဆောင်ပိုင်းနဲ့ပတ်သက်တဲ့ mood ပုံစံမျိုးတွေပေါ့ Charles တွေကြတော့ face တွေပေါ့နော်သူတို့ကပုံသေးကားချက်သမားတွေခွက်တစ်ခုထဲမှာအဝင်ခွင်ကြထည့်ထားတယ်လို့မျိုး ပုံသေးကားချက်သမားတွေပြောင်းလဲမှုမရှိတဲ့ပုံစံမျိုးတွေပေါ့နော် Charles Cafe အခုဒီ Gemini ကြတော့သူက motive motive ဆိုတာပြောင်းလဲနေတဲ့ဟာမျိုးတွေပေါ့နော်မငြိမ်သက်ဘူးအများအားလှုပ်ရှားနေတဲ့ပုံစံမျိုး dressing ကတော့ လေပေါ့နော်အဲ့တော့လေရဲ့သဘောတဘာဝအရာသူတို့ကအမြဲတမ်းလေလိုပဲလှုပ်ရှားပြောင်းလဲနေတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော် သူ့ရဲ့ဒီယာတီခွင်ပုံလေးကတော့သူက twin လို့ပေါ့ the twin ပေါ့နော်ဟိုအမွာပုံစံမျိုးပေါ့သူ့ကိုအုပ်ဆိုးတဲ့ဂျူကကြတော့ရူလာလုတ်တဲ့ဂျူကကြတော့မာဂျူရီဖြစ်တယ်ပေါ့နော်ဒါပေမဲ့မာဂျူရီဆိုပေမဲ့လေသူကရှေ့ကယာတီဘွားတွေလိုပဲ သူ့ထဲမှာလည်းအုပ်စု၃ခုကသူကပြန်ခွဲတယ်ပေါ့နော်မေ27ကနေမေ31အထိကိုသူကမာဂျူရီရူလာလုပ်တယ်ဂျွန်၁ရက်ကနေဂျွန်10ရက်အထိကိုသူကဗီးနပ်စ်ကရူလာလုပ်တယ်ပေါ့နော်ဂျွန်17ရက်ကနေဂျွန်21ရက်အထိကသူကယူရေနပ်စ်ကဝင်ပြီးတော့သူကရူလာလုပ်တယ်ပေါ့နော်ဒီဂျမနိုင်းရာသီဖွားတွေကိုခြုံပြီးပြောရရင် မေ21ကနေဂျွန်22ကိုသူကမာဂျူရီလို့ပဲသူကပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီရပိုင်းအရာတွေကိုပြန်ခွဲတဲ့အခါကျတော့အရင်တုန်းကပြောခဲ့သလိုပဲဒီပထမအုပ်စုအတွင်းမှာတော့မာဂျူရီဂျိုရဲ့ character တွေကိုသူကပေါင်းဆက်တယ်ဒုတိယအနေနဲ့ဒုတိယအုပ်စုထဲမှာကျတော့သူက Venus ရဲ့ character တွေလာထပ်ပြီးတော့ပေါင်းတယ်တတိယအုပ်စုထဲမှာဆိုရင်တော့လေသူကဒီ Uranus ရဲ့ character တွေကိုထပ်ပြီးတော့ပေါင်းတယ်ပေါ့နော် အဲ့တော့မေ21ကနေမေ30တွင်းမှာရှိတဲ့လူတွေဟာသူတို့ရဲ့ငကိုကာရိုက်တာတွေအပြင်ဒီမာကျူရီရဲ့ကာရိုက်တာတွေဖြစ်တဲ့ဉာဏ်ပညာတို့ပေါင်းတင်ဆက်ဆံရေးတို့အဲ့ဒီပုံစံတွေကိုသူကထပ်ပေါင်းနေပေါ့နော်ဒီရက်တွင်းမှာမွေးဖွားတဲ့လူတွေဟာဒီအုပ်စုလုံးထဲစာရင်သူကဉာဏ်ပညာပုပမာနည်းနည်းပူပူတတလေးတွေဖြစ်သွားတာပေါင်းတင်ဆက်ဆံရေးတွေမှာပို့ပြီးတော့အဲဒီနှစ်အုပ်စုထဲပို့ပြီးတော့ ပူပူတတလေးတွေဖြစ်သွားတာအဲ့ဒီပုံစံမျိုးပေါ့နော်ဒီဂျွန်တရက်ကနေဂျွန်ဆယ်ရက်အတွင်းကျတော့ तू ဟာ Venus character တွေကိုလာပေါင်းတယ်အတန်ကြိုက်မယ်အမှုပညာအမြင်တွေရှိမယ်ချစ်စရာကောင်းတယ် unity တွေဖြစ်တယ်နော်စူးစီးမှုတွေပိုကောင်းတဲ့လူစားမျိုးတွေအဲ့လိုပုံစံမျိုးတွေပေါ့နော်ဒီနောက်ဆုံးဂျွန်၁၁ရာနီဂျွန်၂၁တွင်ကကြတော့ဒီ유레나스ရဲ့ character တွေ လာပြီးတော့ထပ်ပေါင်းတယ်။ယူရေနပ်စ်ရဲ့ကာရက်တာတွေကကြတော့သူကအကောင်းမြင်စိတ်တွေရှိတယ်။အကျိုးသိအကြောင်းအသိတွေစဉ်းစားတတ်တယ်။တထက်မြက်မြက်ရှိတယ်ပေါ့နော်။အဲ့လိုပေါ့။ထက်မြက်ချင်းဒီတအုပ်စုထဲမှာရှိတဲ့ကာရက်တာတွေအနေနဲ့ထက်မြက်တယ်ဆိုရင်တော့မှဒီဂျွန်၁၁ရက်ကနေဂျွန်၂၁ရက်အတွင်းကလူတွေကပို့ပြီးတော့ထက်ထက်မြက်မြက်ရှိတဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးသူကနည်းနည်းအလေးသာသွားတဲ့ပုံစံမျိုးပေါ့နော်။ ဆိုတဲ့အခါကျတော့ဒီဟာကဒီသုံးအုပ်စုအတိုင်းသူဂျူတွေကဒီကာဒီဂျမနာရဲ့ကာရိုက်တာကိုလာပေါင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီဂျမနာနေရဲ့ပင်ကိုဗီဇကာရိုက်တာတွေကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဉာဏ်ပညာထက်မြက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့သူကမာဂျူရီဂျူကရူလာလုပ်တဲ့အတွက်မာဂျူရီဂျူရဲ့ကာရိုက်တာတွေဖြစ်တဲ့ဒီဉာဏ်ပညာထက်မြက်တာတို့အပေါင်းအသင်း စံနာတို့အဲ့လိုပုံစံမျိုးတွေရှိတဲ့အခါကျတော့ဒီလူတွေကဉာဏ်ပညာထက်မြက်တယ်အပေါင်းသင်းစံနေပေါင်းသင်းဆက်ဆံရေးကောင်းနေပေါ့နော်တခါတလေသူတို့ဟာ communication တွေကောင်းနေပေါင်းသင်းဆက်ဆံရေးတွေကောင်းနေအဲ့ဒီအတွက်အပေါင်းသင်းတွေများတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတဲ့အခါကျအပေါင်းသင်းများတဲ့အခါကျတော့အပေါင်းသင်းမက်တဲ့ဖက်ကိုသူတို့ကရောက်သွားတယ်ပေါ့နော်အပေါင်းဖော်နဲ့နေရတာကြိုက်တယ်အဲ့လိုပုံစံမျိုးတွေပေါ့တယောက်တည်းနေရတာတည်းသူတို့ကအပေါင်းသင်းနဲ့နေရတာကို ပိုကြိုက်တယ်ပေါ့မိတ်ဆွေခင်တယ်အပေါင်းအသင်းမက်တယ်အဲ့ဒီပုံစံမျိုးတွေပေါ့နော်ကျွန်မနိုင်ရာတီဖွာအမျိုးသမီးတွေအနေနဲ့ပြောရရင်ဒီရာတီဖွာအမျိုးသမီးတွေဟာပေါ့နော်ယောက်ျားဆန်နေယောက်ျားလေးဖြစ်ရင်သူတို့ဟာယောက်ျားပီတာတယ်ယောက်ျားစိတ်အပြည့်ရှိတဲ့လူစားမျိုးတွေပေါ့နော်အမျိုးသမီးတွေအနေနဲ့ဖြစ်ခဲ့ရင်လည်းဒီရာတီဘွားအမျိုးသမီးတွေဟာပေါ့နော်ယောက်ျားစိတ်ရှိတယ်ပေါ့ယောက်ျားဆန်နေယောက်ျားလေးစိတ်ရှိတဲ့ပုံစံမျိုးတွေဖြစ်သွားတယ် ဒီယာတီဘွားယောက်ျားလေးတွေဖြစ်ခဲ့လို့ရှိရင်လည်းသူတို့တွေဟာယောက်ျားပီတာတဲ့စိတ်တတ်ရှိတဲ့လူတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကသူတို့ကဇွဲကောင်းတယ်ဇွဲရှိတယ်ပေါ့ဘယ်ရာမဆိုးဇွဲနဲ့လှုပ်တတ်တဲ့ပုံစံမျိုးတွေအဲ့တော့အခက်ခဲတွေမှန်သမျှကိုလည်းသူတို့ကမကြောက်မရွံ့တတ်ဘူးပေါ့နော်ဇွဲကောင်းကောင်းနဲ့လှုပ်တတ်တဲ့လူစားမျိုးတွေပေါ့လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်အချုပ်နှောင်တွေကိုမကြိုက်ဘူးစီကန်းပေါင်တွေကိုသူတို့ကမကြိုက်ဘူး လွတ်လပ်မှုကိုမြန်နိုးတယ်ပေါ့နော်စီကန်းနေဘောင်နေနဲ့ခတ်ထားတာကိုမကြိုက်ဘူးအဲ့ဒီပုံစံမျိုးရှိတဲ့လူတွေပေါ့နော်စီဘောင်အတွင်းမှာမနေခြင်းတဲ့လူစားမျိုးတွေပေါ့သူတို့စိတ်သူတို့ကိုယ်နဲ့ freedom လွတ်လွတ်လပ်လပ်နေခြင်းတဲ့လူစားမျိုးတွေပေါ့နော်တန်ရှင်းမှုကိုနှစ်သက်တဲ့အတန့်ကြိုက်တယ်ပေါ့နော်မဖြစ်လို့လဲဆိုတော့ဒီထဲမှာ Venus တွေကလည်းထပ်ပေါင်းထားတယ်ပေါ့နော် သူ့ရဲ့ မာကျူရီရဲ့ကြတော့သူကအပေါင်းအသင်းဆန်တယ်အပေါင်းအသင်းကောင်းတယ်အပေါင်းအသင်းဆက်ဆံရေး communication ကိုသူကပြရတယ်ဆိုတဲ့အခါကျတော့ဒီလူတွေကအဲ့ဒီ character ကိုဝင်တယ်နောက်တစ်ခုကသူကတန်ရှင်းမှုကိုနှစ်သက်တယ်ဆိုတဲ့လူမျိုးတွေဖြစ်တဲ့အတွက်တန်ရှင်းမှုကိုသူကဘာကြောင့်နှစ်သက်တယ်ဆိုသူတို့ဒီမှာဒါ Venus Joe ရဲ့လူလာလှုပ်ထားတာလည်းရှိတဲ့အခါကျတော့ Venus Joe ရဲ့ character တန်ရှင်းမှုကိုနှစ်သက်တာတို့ချစ်စရာကောင်းတာတို့အဲ့ဒီပုံစံမျိုးတွေကသူတို့စီမှာလာတက်ရောက်တယ်ပေါ့နော် နောက်တစ်ခုကသူတို့ဟာဘယ်ကိစ္စတွေမှမစိုးပေါ့နော်သူများမတွေးတဲ့ရှူထောင်ကနေသူတို့ကတွေးတတ်တယ်ပေါ့လမ်းရိုးဟောင်းကနေမသွားဘဲတစ်ခါတလေသူများမထင်တဲ့ရှူထောင်နေရနေသူတို့ဟာလှဲ့ပြီးတွေးတတ်တဲ့လူစားမျိုးတွေပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီမာကျူရီဂျိုးရဲ့ဒီဉာဏ်ပညာသူတို့ character တွေထဲမှာရှိတဲ့အခါကျတော့ဉာဏ်ထက်တယ်ဆိုရဲကောင်းတယ် ညံထက်တယ်ဆိုတဲ့ခါကြတော့သူတို့ဟာတခါလေသူများမတွေးတဲ့ရှူထောင်းကနေလေသူတို့ကတွေးတော်ပြီးတော့လောက်ကင်တတ်တယ်တဲ့သူတို့ကိုကြည်လိုက်ရင်အပေါ်ယံနေရတိမ်မွေးသလောက်အတွင်းစိတ်ကခတ်ထန်ပြီးတော့မာကြောတယ်တဲ့နောက်ပြီးတော့မျက်နာနှစ်ခုရှိတယ် the twin ဆိုတဲ့အတိုင်းပေါ့နော်သူတို့အပေါ်ယံကြည့်ပြီးတော့သူတို့ရဲ့အတွင်းစိတ်ကိုတော့ခံမှန်းရခက်တယ်ပေါ့တခါတလေမတူတတ်ဘူးသူတို့တွေကအဲ့လိုပုံစံမျိုးတွေပေါ့နော် တခါတလေသူတို့အပေါ်ယံကိုကြည်လိုက်လို့ရှိရင်တိမ်မွေတဲ့နူးညံ့တဲ့ချစ်စရာကောင်းတဲ့အဲ့လိုပေါ့နော်ပေါင်းသိမ့်ဆက်ဆံရေးကောင်းတဲ့အဲ့လိုထင်ရပေမဲ့တခါလေသူတို့ရဲ့အတွင်းစိတ်ကခက်ထံမှာကြောတဲ့ပုံစံမျိုးတွေရှိတယ်တဲ့အတွင်းနဲ့အပြင်နဲ့တိတ်မတူဘူးပေါ့နော်အဲ့ဒီပုံစံမျိုးပေါင်းသိမ့်ဆက်ဆံရေးကောင်းတဲ့ဆိုတဲ့အတိုင်းပဲသူတို့ကလူတကာနဲ့လိုက်ရောညီထွေး နေတတ်တယ်လိမ့်လိမ့်မာမာပါပါနတ်နတ်နဲ့ပေါ့နော်ဘ ᱹ လူကိုဘ ᱹ လူပေါင်းရမယ်ဘ ᱹ လူကိုဘ ᱹ လူချိကတ်ရမလဲအဲ့လိုပုံစံမျိုးတွေပေါ့နော်ပါနတ်တယ်ပေါ့လူတွေရဲ့အရေးအကဲကိုကြည့်တတ်တယ်လိမ့်မာပါနတ်တယ်ပြီးတော့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာလိုက်ရောညီထွေသူသူတစ်ဖက်သားဘ ᱹ လူပုံစံမျိုးရှိလဲအဲ့ဒီပုံစံမျိုးကိုသူကလိုက်ရောညီထွေအောင် ပေါင်းတတ်တယ်အဲ့ဒါကြောင့်လဲအပေါင်းသင်းဆန့်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော် နောက်ပြီးသူတို့ဟာဘယ်ကိစ္စမဆိုကိုစိတ်ဝင်စားတတ်တဲ့လူစားမျိုးတွေပြောရလို့ရှိရင်တော့ curious ပေါ့နော်ဆက်စုခြင်းစိတ်ရှိတယ်သူတို့မှာဘယ်ကိစ္စမဆိုသူတို့ဆက်ဆက်စုစုလုပ်ခြင်းနဲ့သိခြင်းနဲ့သင်ယူခြင်းနဲ့အတတ်ပညာတွေဆိုရင်လည်းအဲ့လိုပဲအကုန်လုံးကိုသင်ယူခြင်းနဲ့သင်ယူခြင်းစိတ်ရှိတဲ့အဲ့ဒီပုံစံမျိုးပေါ့နော်စိတ်အပြောင်းအလဲမြန်တဲ့စိတ်ထိခိုက်လွယ်တဲ့သူတို့လိုချင်တာဆိုရင်လည်းအရန်ပြီးတော့ အငမ်းမရဖြစ်တတ်တယ်ပြီအပစ္စည်းတစ်ခုဖြစ်ဖြစ်ဘယ်ကိစ္စဆိုသူတို့လိုချင်ပြီဆိုလို့ရှိရင်ဟာမဆောင်တတ်ဘူးအငမ်းမရဖြစ်တတ်တဲ့ပုံစံမျိုးတွေပေါ့နော်ဘေးလူမြင်လောက်ရတဲ့အထီကိုအငမ်းမရဖြစ်တတ်တယ်တဲ့သူတို့တွေကအဲ့ဒီပုံစံရှိတယ်ပေါ့နော်တခါတလေမှလည်းသူတို့တွေကတဆူထိုးလောက်တတ်တယ်သူက twin လို့ဆိုတဲ့အတိုင်းသူဟာစိတ်နှစ်ခွအမြဲဖြစ်တယ်ဘယ်ကိစ္စမဆိုပေါ့နော် ဒီဟာပဲဆုံးဖြတ်ရမလားဟိုဟာပဲဆုံးဖြတ်ရမလားဒီဟာလုပ်ရင်ကောင်းမလားဟိုဟာလုပ်ရင်ကောင်းမလားအဲ့ဒီပုံစံမျိုးပေါ့ဒီနှစ်ခွအမြဲတမ်းဖြစ်တယ်သူတို့စိတ်ကပေါ့နော်လိန်နာညာတာကို မကြိုက်ဘူးမလိန်တတ်ဘူးမညာတတ်ဘူးသူတို့လည်းသူများကို မလိန်ဘူးမညာဘူးဒါပေမဲ့သူတို့ကိုလာပြီးလိန်နာညာတာကိုလည်းမကြိုက်ဘူးပေါ့နော်သူတို့ဟာငွေကိုရှာတဲ့နေရာမှာပေါ့နော်သူတို့ကအပြင်းထန်စူးစမ်းတတ်တယ်နော်ငွေရဖို့ဆိုရင်ဇွဲနှစ်ဘဲနဲ့ ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားပြီးတော့လဲလှုပ်တတ်တဲ့လူစားမျိုးတွေငွေကိုဘလို့ပဲရှာရရှာရပြင်းပြင်းထန်ထန်ရှာတတ်တဲ့ပုံစံမျိုးရှိတဲ့လူစားမျိုးတွေနောက်တစ်ချက်ကငွေကိုအဲ့လိုပဲကြိုးကြိုးစားစားပြင်းပြင်းထန်ထန်ရှာတတ်တယ်လို့လောင်းကစားဘက်ကိုလည်းသူတို့ကရောက်သွားပြီဆိုလို့ရှိရင်လဲဆွဲဆွဲမြဲမြဲနဲ့လောင်းကစားကြိုက်သွားတတ်တယ်ပေါ့နော်ပြောရလို့ရှိရင်သူတို့စီးပွားရှာတဲ့နေရာမှာသူတို့ဟာဘလို့ပုံစံမျိုးရှာလဲဆိုတော့ အသေးဖြစ်ခွေးဖြစ်ပုံစံမျိုးပေါ့နော်ဥပမာအဖြစ်လောင်ကစားလုပ်လို့ငွေကြေးထိုးလို့ရှင်လေကို့မှာတကြက်ရှိလို့ရှင်တကြက်လုံးထိုးပလိုက်ခြင်းတဲ့လူစားမျိုးဟောငါအတွက်တမတ်ချံအောင်မယ်လေကျန်တဲ့ဟာလေငါမှုချံအောင်မယ်လေတဝက်လောက်ပဲထိုးမယ်လေအဲ့လိုပုံစံမျိုးမဟုတ်ဘူးဒီလူတွေကသူတို့ကသူတို့တခုခုလောင်ကစားလုပ်တာပဲဖြစ်ဖြစ်သူတို့လိုချင်တဲ့ဟာပဲဖြစ်ဖြစ်ပေါ့နော်သူတို့အငမ်းမရလိုချင်တဲ့ဟာကိုပဲဖြစ်ဖြစ်သူတို့ဟာ လက်ထက်ရရှိသမျှကိုပုံအောလိုက်ဖို့လဲဝင်မလေးဘူးအဲ့လိုပုံစံမျိုးပေါ့နော်လှုပ်ချင်ရင်နောက်မကြည့်တာလှုပ်ပလိုက်တဲ့ပုံစံမျိုးတွေပေါ့ကုံသွားလို့ရှိရင်လဲနှမျောလာမေးရင်လဲမနှမျောတတ်ဘူးသူတို့တွေอ่ะအဲ့ဒါကြောင့်ဒီလူတွေဟာလောင်းကစားဖက်သွားလို့ရှိရင်တထေးဖြစ်ခွေးဖြစ် ပုံစံမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်ဆုံရှုံရင်လဲအကုန်လုံးဆုံရှုံသွားတယ်ရလို့ရှိရင်လဲချမ်းသာသွားတယ်အဲ့ဒီပုံစံမျိုးပေါ့လောင်း လောင်းကစားဖက်သွားရင်တိတ်ကြောက်ဖို့ကောင်းတယ်ဒီလူမျိုးတွေอ่ะပေါ့เนาะဘာဖြစ်လို့လဲဆိုတော့သူတို့อ่ะတုံးပလိုက်ဖို့လည်းဝင်မလေးကုံသွားရင်လည်းမနှမျောတတ်ဘူးအဲ့လိုပေါ့ရှိတာ ਨੇ ပုံအော်တတ်တဲ့လူစားမျိုးတွေအဲ့ကြောင့်ဒီဂျမနိုင်းတွေဟာလောင်းကစားဘက်ကိုရောက်သွားရင်ဘဝဟာအတက်ကြအယမ်းမြန်တဲ့ပုံစံမျိုးတွေပေါ့เนาะလောင်းကစားဖက်သွားရင်မကောင်းတဲ့လူစားမျိုးတွေပေါ့ဘာဖြစ်လို့လဲဆိုတော့ရရင် ိစမရှိဘူးမရရင်စီးစိမ်ဥစ္စာပြုတ်သွားတဲ့အထိဖြစ်သွားနိုင်တဲ့ပုံစံမျိုးတွေသူတို့ကမနှမျောဘူးရှိသမျှအကုန်ထိုးမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်လောင်းကစားကိုတော့ဒီလူတွေကတတိထားဖို့လို့ရတယ်ပေါ့နော်လောင်းကစားမက်သွားတာမျိုးမဖြစ်သင့်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ negative side မှာသူတို့ကလောဘကြီးတယ်မနှမျောတတ်ဘူးအဲ့ဒီပုံစံဇယိုက်ရှိတဲ့လူတွေဖြစ်တဲ့အတွက် လောဘနောက်လိုက်တဲ့အခါကျရင်ကိုယ်မှာတကြက်ရှိရင် တကြက်လုံးထိုးပလိုက်တယ်အဲ့လိုပုံစံမျိုးပြန်ရရင်သူကအများကြီးကိုလိုချင်တဲ့ပုံစံမျိုးပေါ့နော်။အာငါ့မှာတကြက်ရှိလို့တကြက်ထိုးလိုက်ရင်တကြက်ဖိုးပြန်ရမယ်။အဲ့လိုစိတ်မျိုးရှိတယ်လောဘရှိတယ်။နောက်တစ်ခုကမနှမျောတတ်ဘူး။မနှမျောတတ်တဲ့အတွက်ကုံသွားလဲပြဿနာမရှိဘူး။ထိုးပလိုက်မှာပဲအဲ့လိုပေါ့နော်။ဆိုတဲ့အခါကျတော့ဒီလူတွေဟာလောင်းကစားကိုတော့တတိထားဖို့လိုတယ်တဲ့။သူတို့တွေက ဒီမှာကျူရီရူလာလုပ်တဲ့အတွက်ဉာဏ်ပညာတွေတော့ထက်မြက်ကြတယ်ဖြတ်ထိုးဉာဏ်တွေကောင်းတယ်ဉာဏ်ပညာထက်မြက်တယ်ဒါပေမဲ့အစွန်းရောက်တတ်တယ်တဆူထိုးလုပ်တတ်တယ်အဲ့တော့ဘလို့ဖြစ်သွားတတ်လဲဆိုတဲ့အခါကျတော့သူတို့ဟာအပြုသဘောဆောင်တဲ့လူစားမျိုးတွေဖြစ်ခဲ့လို့ရှိရင်သူများထက်ပိုပြီးတော့ထူးထူးခြားခြားအများအကျိုးကိုဆောင်ရွက်တတ်တဲ့လူတွေဖြစ်သွားတတ်တယ်တကယ်လို့များအပြက်သဘောမျိုးဖြစ်သွားခဲ့ပြီးတော့အစွန်းရောက်သွားတဲ့လူစားမျိုးဖြစ်သွားခဲ့လို့ရှိရင် သူများထက်ပိုပြီးတော့ထူးခြားတဲ့အဖြတ်သမားတွေပေါ့နော်မကောင်းတဲ့လူတွေဖြစ်သွားတတ်တယ်တဲ့ကောင်းရင်လေဒီလူတွေဟာအများအကျိုးတည်ဖို့လောက်တဲ့အထိတကယ်ထူးထူးခြားခြားကောင်းမွန်တဲ့လူစားမျိုးတွေဖြစ်သွားတတ်တယ်တကယ်လို့သူစိတ်တက်ရအစွန်းရောက်ပြီးတော့မကောင်းတဲ့ဘက်မှာအစွန်းရောက်သွားလို့ရှိရင်လေသူများထက်ဆိုးတဲ့အဖြတ်သမားတွေဖြစ်သွားတတ်တယ်တဲ့ဒီဂျမနိုင်းကြီးကပေါ့နော် ဗီးနပ်စ်ကြီးဆိုတဲ့အတွက်သူကအလှအပကိုကြိုက်တယ်တန်ရှင်းမှုတွေကြိုက်တယ်အဲ့ဒီပုံစံမျိုးတွေရှိတယ်သူတစ်ပါးအပေါ်ကိုလွယ်လွယ်နဲ့မယုံကြည်တတ်ဘူးတဲ့ဒီလူတွေဟာပေါ့နော်အပေါင်းအသင်းဆန့်နေအပေါင်းအသင်းကောင်းနေအပေါင်းအသင်းမက်တယ်ဆိုပေမဲ့သူတစ်ပါးတွေနဲ့လည်းလိုက်ရောညီထွေနေတတ်တယ်လိမ္မာပါးနဲ့ဆိုအပေါင်းအသင်းတတ်တယ်ဆိုပေမဲ့ ူတို့ဟာလူတစ်ဖက်သားကိုအယံတန်တရားနဲ့ကြည်တတ်တယ်ဘယ်တော့မှလွယ်လွယ်မယုံတတ်ဘူးတဲ့ဒီဂျမနိုင်းနေရလူတစ်ဖက်သားကိုယုံကြည်ခဲတယ်ဒါပေမဲ့တကယ်လို့များသူတို့လူတစ်ယောက်ကိုယုံကြည်သွားပြီဆိုလို့ရှိရင်လေစိတ်ရောကိုယ်ပါနှစ်ပြီးတော့ပုံအပ်လိုက်တဲ့အထိယုံတတ်တဲ့လူစားမျိုးဖြစ်တယ်ပေါ့နော်ပြောရရင်သူတို့ကနည်းနည်းဟိုအစွန်းမာနေတဲ့ပုံစံမျိုးတွေပေါ့နော်လူတွေကိုယုံကြည်ခဲတယ်ပေါ့နော် တော်ယုံတန်ယုံမယုံကြည်တတ်ဘူးဒါပေမဲ့ယုံကြည်သွားပြီဆိုလို့ရှိရင်လေဒီလူဟာမှားနေပါစေအောင်တော့အမားကြီးတွေသူ့ကိုပြောနေပါစေအောင်တော့ယုံတာပဲပုံပြီးတော့ယုံတာပဲအဲ့လိုပုံစံမျိုးကာရက်တာတွေရှိတယ်တဲ့ဒီဂျမနိုင်းကြီးကအဲ့တော့သူတို့ကိုကြည်လိုက်လို့ရှိရင်အမြဲတမ်းဇယိုက်နှစ်မျိုးဖြစ်တတ်တယ်ပေါ့နော်စိတ်မြန်ကိုမြန်ရှိတယ်အဲ့ဒီတစ်ချက်ကိုလည်းသူတို့ကတတိထားဖို့လိုတယ်ပေါ့နော် သူတို့ရာမဟုတ်မခံမာနကြီးတဲ့စိတ်ဓာတ်ရှိတယ်။သူတစ်ပါးရဲ့ပြဿနာတွေကိုလည်းမကြာခဏဖြေရှင်းပေးရတဲ့အခြေအနေမျိုးတွေလည်းသူတို့မှာကြုံရတတ်တယ်တဲ့။နောက်တစ်ချက်ကဒီလူတွေဟာဘာသာရေးမှာပါရမီထူးတယ်။တကယ်လို့သာကြိုးကြိုးစားစားနဲ့ကြင့်ကြံမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလူတွေဟာအကြမ်းမြင်ရပြီးတော့အနာဂတ်ကိုဟောပြောနိုင်တဲ့အထီး သူတို့ဟာဘာသာရေးဘက်ဒီမှာထွန်းပေါက်နိုင်တယ်ပေါ့เนาะပါရမီရှိတယ်ပါရမီထူးတဲ့လူစားမျိုးတွေပေါ့စိတ်မြန်ကိုမြန်ရှိတဲ့လူတွေဖြစ်တဲ့အတွက်သူတို့ဟာအလုပ်တစ်ခုခုကိုလုပ်မယ်ဆုံးဖြတ်ပြီးလို့ရှိရင်လေသူများမတွေးတဲ့ရှူထောင်နေရတွေးတယ်တွေးပြီးလို့လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်လေသူတို့ကအချိန်မဆိုင်ဘူးချက်ချင်းပြီးတော့ထလောက်တတ်တဲ့လူစားမျိုးတွေပေါ့เนาะခုစင်စားခုဆုံးဖြတ်ခုထလောက်တဲ့လူစားမျိုးတွေစိတ်မြန်ကိုမြန်ရှိရပေါ့เนาะတခါလေကြတော့လေ အဲ့ဒါတွေကဆုံးဖြတ်ချက်အမှားတွေကိုချမိတတ်တဲ့အတွက်အဲ့ဒါမျိုးတွေကိုလည်းသတိထားဖို့လိုတယ်ပေါ့နော် နောက်တစ်ခုကတော့ပေါ့နော်သူတစ်ပါးကို အမြဲတမ်းတန်တရားနဲ့ကြည်တတ်တယ်ယုံကြည်ဖို့ခက်ခဲတယ်ယုံကြည်မိရင်လည်းလုံးဝပုံအပ်တဲ့အထိလုံးယုံကြည်တယ်မယုံကြည်ရင်လည်းသူကလူတိုင်းကိုတန်တရားနဲ့ကြည်ပြီးတော့တော်ယုံတန်ယုံမယုံတတ်တဲ့အတွက်ဒီလူတွေဟာအပေါင်းအသင်းဆက်နေလို့သာပြောတာတခါတလေ တကိုယ်တဲ့အထီးကျန်နေရတတ်တာများတယ်တဲ့သူတို့အပေါင်းအသင်းဆက်နေဆိုတာကအပေါင်းအသင်းတော့မတ်တယ်လူတယောက်ကိုဘလို့ပေါင်းရမယ်ဆိုတာသိတယ်လိမ္မာပပနဲ့နဲ့ပေါင်းတတ်တယ်လိုက်ရောညီတွေပေါင်းတတ်တယ်ဒါပေမဲ့အမြဲတမ်းတန်တရားစိတ်နဲ့ရှိတဲ့အခါကျတော့ပေါင်းနေတဲ့အချိန်ပဲပေါ့နော်ကျန်တဲ့အချိန်တွေဟာသူဟာလူတွေကိုမယုံကြည်တဲ့အတွက်သူကသူတိတ်အထီးကျန်စွာနဲ့သူကနေရတတ်တယ်တဲ့ပေါင်းတာပေါင်းတာတန်တရားနဲ့အမြဲကြည့်တဲ့အခါကျတော့ ူ့ယင်ထဲမှာသူကသူလုံးလီဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်လူတွေမယုံတဲ့အခါကျတော့အပေါ်ယံပဲပေါင်းတဲ့ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ဒီယင်ထဲမှာသူကအမြဲတမ်းအထီးကျန်တဲ့ပုံစံမျိုးကိုဖြစ်နေတဲ့သဘောပေါ့နော်အချစ်ရေးမှလည်းသူတို့ကအဲ့လိုပဲတဲ့ချစ်မိပြီဆိုလို့ရှိရင်လည်းအယူအမူပေါ့ခုနပြောသလိုပေါ့နော်လူတယောက်ကိုမယုံရင်လည်းမယုံဘူး ယုံမိသွားရင်လည်းအကုန်လုံးပုံအပ်တဲ့လူစားမျိုးဆိုတော့အချစ်ရေးတွေမှာလည်းအဲ့လိုပဲဒီလူတယောက်ကိုယုံကြည်ပြီးချစ်မိပြီးဆိုလို့ရှိရင်လည်းသူကအယူမှုချစ်တတ်တယ်။နောက်တစ်ခုကစိတ်မြန်ကိုမြန်ရှိတဲ့အခါကျတော့လေအပြောင်းလဲမြန်တယ်။အမျိုးမျိုးခဏခဏပြောင်းလဲခြင်းနဲ့ပေါ့ပြောင်းလဲတတ်တဲ့စိတ်ဓာတ်ရှိတယ်။အချစ်ရေးမှာအဲ့လိုပြောင်းလဲတတ်တဲ့စိတ်ဓာတ်ရှိတဲ့အတွက်ချစ်မိပြီးဆိုလို့ရှိရင်လည်းသူကအယူမှုဒါပေမဲ့အပြောင်းလဲမြန်တယ်။ ိတ်နှခွအမြဲဖြစ်တဲ့လူတွေဖြစ်တဲ့အတွက်တယောက်ပြီးရင်နောက်တယောက်ကဇလန်းကဖန်တီးချင်မြန်ရောအဲ့လိုဖြစ်တဲ့အတွက်ဒီလူတွေဟာအချီရေးပဲဖြစ်ဖြစ်အိမ်ောင်ရေးပဲဖြစ်ဖြစ်ပထမပိုင်းနေမှာသူတို့ဟာตายာပြီမဲ့နောက်ပိုင်းကျရင်မထင်မှတ်ပဲ꿰ကြရတဲ့အနေထားတွေရှိတယ်ပေါ့နော်အယူမှုချစ်နေတဲ့အချိန်ယူမှုချစ်တယ်နောက်ပိုင်းကျတော့ပြောင်းလဲ လှုပ်ခြင်းနဲ့အပြောင်းလဲမြန်နဲ့အဲ့ဒီအတွက်အခြေရေးတွေအိမ်တောင်ရေးတွေမှာနည်းနည်းကြာလာရင် ထိခိုက်တတ်တယ်ပေါ့နော်အဲ့ဒါတွေကသူပြင်ရမယ့်အချက်တွေပေါ့ဒီဂျမနိုင်းရာသီဘွားတွေပေါ့နော်အမှုပညာဝါသနာပါတယ်သူတို့တွေကဘဝကိုလဲသူတို့ဟာစိတ်ကူးရင်ဆန်းဆန်းမြင်တတ်တယ်ပေါ့ဘဝမှာသူတို့ဟာလဲပေါ့နော်ရှင်းရိုးအစဉ်လာတွေကို မကြိုက်ဘူးအဲ့တော့ရှင်းရိုးအစဉ်လာတွေကနေခွဲထွက်ပြီးတော့လွတ်လွတ်လပ်လပ်နေတယ် ခင်မိတယ်ခင်မိအောင်နေတယ်ခင်နဲ့အလိုက်ညီအောင်နေတတ်တယ်အဲ့လိုပုံစံမျိုးကြီးရှိတယ်ဒီလူတွေကပေါ့နော်အတွေးခေါ်ရရစာသူတို့ကခင်မိမိတွေးခေါ်တယ်ရှေးရိုးအစင်လာတွေကို မကြိုက်ဘူးစီးပောင်တွေကရှေးရိုးအစင်လာတွေကိုသူတို့ကမကြိုက်ဘူးပေါ့နော်သူတို့ရဲ့အတွေးခေါ်တွေကလည်းခင်မိတဲ့ပုံစံမျိုးတွေပေါ့ခင်နဲ့အမိလိုက်နိုင်တဲ့တွေးခေါ်တွေပေါ့နော်အသက်ကြီးတဲ့လူဖြစ်နေပြီစီအောင်တော့သူတို့ကခင်နဲ့အမိလိုက်နိုင်တဲ့ပုံစံမျိုးပေါ့နော် twin ဆိုတဲ့အတိုင်းသူတို့ရဲ့စိတ်တွေကနားလေရခက်တယ်တဲ့ခုတစ်မျိုး တော့ကြာတစ်မျိုးလေဓာတ်သမားတွေဖြစ်တယ် multiple တွေလည်းဖြစ်တဲ့အခါကျတော့အမြဲတမ်းပြောင်းလဲနေတာအဲ့လိုမျိုးအခုတစ်မျိုးတော့ကြာတစ်မျိုးအခုချစ်လိုက်အခုမုန်းလိုက်အဲ့လိုပုံစံမျိုးတွေသူတို့ကလေလိုပဲပေါ့နော်လှုပ်ရှားပြောင်းလဲနေတဲ့ပုံစံမျိုးသူတို့ရဲ့စိတ်တွေကလျှို့ဝှက်သိသိတဲ့အခါကျတော့မှန်းရခက်တယ်အပေါ်ရန်တစ်မျိုးအတွင်ပိုင်းမှာတစ်မျိုးမှန်းရခက်တယ်ဒီလူတွေက ဒါပေမဲ့သူတို့ဟာအိမ်အောင်ပြုတ်ပြီးသွားလို့ရှိရင်တော့အမြင့်ချင်းငိမ်သွားတတ်တဲ့လူစားမျိုးတွေဖြစ်တယ်တဲ့မငိမ်လို့ရှိရင်လည်းဒါအိမ်အောင်ပြုတ်ပြီးရင်တော့ဒါတတိထားမယ့်ပုံစံမျိုးပေါ့နော်မှုတ်လို့ရှိရင်ကွဲတတ်တယ်ချင်းငိမ်သွားမှပဲသူတို့ကဒီအိမ်အောင်ကိုရေရှိဆက်သွားနိုင်မယ်ပေါ့နော်ဒီစားဘွားမှာကြတော့လေသူတို့ကဒီလိုအမြဲတမ်းပြောင်းလဲနေတဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်အခုချစ်လိုက်အခုမုန်းလိုက်အခု ဒီတယောက်နဲ့ကြိုက်လိုက်အခုမကြိုက်တော့ဘူးနောက်တယောက်ကြိုက်လိုက်အဲ့လိုပုံစံမျိုးတွေပေါ့အများကြီးလှုပ်ရှားပြီးတော့တွားနေတဲ့ပုံစံမျိုးပေါ့နော်ဒီလူတွေဟာဘဝမှာဘလောက်ကြီးပဲပြည့်စုံနေဘူးသူတို့ဟာပြည့်စုံတဲ့အနေထားတွေမှာရှိတယ်ဘဝကိုအများရန်တိုးတက်ဖို့ကြံဆောင်နေရတဲ့ပုံစံမျိုးမဟုတ်ပေါ့နော်သူတို့ဟာအများရန်ပြည့်ပြည့်စုံတဲ့ဘဝတွေမှာနေရတယ်ဒါပေမဲ့အများရန်အထီးကျန်တဲ့စိတ်ရှိတယ်ပေါ့နော်အထီးကျန်နေတတ်တယ်ပေါ့ငွေကြီးပြည့်စုံပြီမဲ့လည်း အမြဲတမ်းစိတ်တရားအထီးကျန်နေရတဲ့ပုံစံမျိုးပေါ့နော်အလုတ်ကင်နဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်စီးပွားရေးပဲဖြစ်ဖြစ်အလုတ်ကင်မှာပဲဖြစ်ဖြစ်သူတို့ဟာအမြဲတမ်းကိုတူးကိုချွန်သမားတွေပေါ့နော်ဘဝမှာ သူများ supporting တဲ့ကိုဘဝအတွက်ကိုဘကိုစူးစမ်းရတဲ့လူစားမျိုးတွေအဲ့လိုပုံစံမျိုးတွေပေါ့နော်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်တော့သူတို့ဟာလူမျိုးချားတွေနဲ့ပေါ့နော်ဆက်ဆက်ပြီးလှုပ်တာသူတို့အတွက်ပို့ပြီးတော့အောင်မြင်တတ်တယ်တဲ့ အဲ့တော့သူတို့နဲ့ပတ်သက်တဲ့ lucky တွေကိုပြောရမယ်ဆိုလို့ရှင်ဒီလူတွေဟာသူ့ရဲ့ lucky နေ့ကဗုဒ္ဓဟူးနေ့ပေါ့နော်ကိစ္စတွေဘာတွေပဲကိစ္စမဆိုလုပ်ချင်ရွေးလို့ရတယ်ဆိုလို့ရှင်ဗုဒ္ဓဟူးနေ့လောက်တာအကောင်းဆုံးပေါ့နော်သူ့အတွက်ကံကောင်းစေတဲ့အရာဝင်ညတော့အဝါရောင် light green လို့မျိုးပေါ့နော်အစိမ့်နုရောင်အပြာရောင်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီအယောင်တွေဟာသူ့အတွက်ကံကောင်းစေတဲ့အယောင်ဖြစ်တယ် ကြောက်တယ်နဲ့ပတ်သက်လို့အဆောင်အနေနဲ့ထားခြင်းရင် तू ကအဂိတ်ပေါ့နော်အဂိတ်ကြောက်မျိုးလေးတွေ तू ကအဆောင်အနေနဲ့ထားတင်တဲ့ခရစ်စတယ်ပေါ့နော်ဒါမျိုးလေးတွေနော်ဒါကတော့ तू ကအခြေလေးတွေမလို့ပေါ့နော်ဆရာမမှာတော့အတုံးကမရှိတော့ပြရစရာမရှိဘူးဒီလိုအဂိတ်ခရစ်စတယ်လေးတွေပေါ့အဲ့ဒါကို तू ကအဆောင်အနေနဲ့စောင့်တင်တယ်ပေါ့နော် ဒါမျိုးပေါ့နော်ญาติကွန်ရဲ့ပုံလေးအနည်းနဲ့ပြောရရင်သူကဒီလိုမျိုးလေးပေါ့နော်ဒီလိုပုံစံမျိုးလေးအဲ့တော့ဒီနေ့အဖိုးကမေ21ကနေဇွန်20တွင်မွေးဖွားတဲ့ဂျမနိုင်းญาติဘွားတွေအကြောင်းပြီးသွားပြီပေါ့နော်နောက်နေ့ကြလို့ရှိရင်တော့လေးခုမြောက်ญาติဘွားဖြစ်တဲ့ကင်ဆာญาติဘွားအကြောင်းပြောပြပေးသွားမယ်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ဖိုးကဆ iam မတီဂျမနိုင်းလေးပြီးသွားပြီဆိုတော့ ဒီဗီဒီယိုလေးကိုဒီမှာနေမယ်ရပ်ပါပြီเนาะဆဆရရအစဉ်ပြေကြပါစီရှင်ဒီကောင်းကြမှာကြပါစီရှင်